လက်နက်ကင်ရှောက်လန်းတဲမှစစ်ထောက်လန်းရေးအန်တရယ်လက်နက်ကင်လန်းစင်ဟာစစ်ကောင်စီရဲ့ပေါ်ဖီအားကြီးကြီးမားမားပေးနိုင်တယ်လို့အယောစားကြီးတဲ့ရှောက်လန်းတစ်ခုဖြစ်တယ်ဆိုတာကိုပြည်သူကအတွေ့ကြုံရကောင်းကောင်းသဘောပေါက်နားလည်စပြုနေပြီလို့ယူဆပါတယ်နိုင်ငံရေးကိုပရာဟိတအလုံးလုံးတလို့လှုပ်လေလှုပ်ထရှိတဲ့အကျင့်ကိုမြမမြေဦးဒေါ်လန်ရေးအတွင်းကလက်နက်ကင်တိုက်ပွဲက သင်ကန်းစာခံများများပေးနိုင်ခဲ့ပါတယ်။လက်နက်ကင်လမ်းစဉ်မှာတိုးတိတ်နိုင်သမျှအတိုးတိတ်နိုင်ဆုံးလှုပ်ဆောင်လေလေကောင်းကျိုးကြီးကြီးရလေလေလို့ထင်ပါတယ်။လက်နက်ကင်လမ်းစဉ်ရှောက်ရတဲ့သူတွေမှာ စိတ်အားဖြင့်အတက်အကျကြမ်းလေရှိပါတယ်။အောင်မြင်စွာ ထိုးစစ်ဆင်နိုင်ခဲ့ရင်ဆရာတက်ကြွမှုဟာရင်မာလာတက်ပြီးတော့အကြဆုံးများရင်စိတ်တက်ထိုးစင်းကြသွားတတ်တဲ့သဘာဝရှိပါတယ်။ဒါကတော့ လက်နက်ကင်ထားတဲ့အဖွဲ့စည်းတိုင်းလိုလိုမှဒီလို delay အကျင့်တွေရှိနေတတ်တာဟာထုံးစံပါပဲ။ဒါကြောင့်စစ်ပွဲတွေမှာတက်နိုင်တဲ့၍ကိုယ့်ဘက်ကအကြဆုံးများရင်တောင်ရှေ့တန်းကစစ်တီတွေကိုသတင်းအချက်လက်အမှန်တိုင်းမတိကြစေဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တဲ့ဆိုတဲ့စကားလုံးကိုသုံးပြီးသတင်းဖြန့်ချိပါတယ်။တကယ်တော့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်ဆိုတာတကယ်တော့ထိုးစစ်မစင်နိုင်တော့တဲ့သဘောပါပဲ။ ခုခံစစ်ဆိုရင်လေခုခံစစ်ကိုခံအားကြလို့နောက်တလန်းစုပ်ပေးလိုက်ရတာပါပဲကိုဘကအာမတာတော်လို့ခံတက်ကိုစွန့်လွတ်လိုက်ရတာပါပဲမင်းတက်ဥပမာ တလုတ်ဥပမာဒီမော့ဆုဥပမာကဏီဥပမာကင်းမဥပမာတို့ကိုတဖြည်းဖြည်းနဲ့နားလေသဘောပေါက်ကြပြီလို့ယူဆပါတယ်ဒါပေမဲ့ဒီဥပမာတွေနဲ့မတူပဲဒီမျိုးပြတိုက်ပွဲရဲ့အအူးအဆယနေ့ ဂျွန်လ22ရက်နေ့မန္တလေးမြို့54လမ်းကိစ္စကတော့ရှေ့ကဖြစ်ရက်တွင်နဲ့မတူဘူးလို့ထင်ပါတယ်။ဘလို့မတူပါဒလဲ။လက်နက်ကင်လမ်းစဉ်ဟာအကြမ်းမဖက်နိုင်ငံရေးနှီးတက်စာရင်လက်နက်ကင်စစ်ရုပ်စုကို အရှိုက်ထိုးနှက်နိုင်တဲ့လမ်းစဉ် ဖြစ်ပေမဲ့တစ်ဖက်မှာလည်းကြိုတင်ပြင်ဆင်မှု အာမကောင်းရင်တော့လကောင်းသို့မဟုတ်အတွင်းလူဖောက်ခြင်းခံရရင်တော့လကောင်းအများစုနဲ့စူးစီးလို့ရတာဖြစ်လို့ common system ကောင်းကောင်းမတီးစောင့်နိုင်ရင်တော့လကောင်းတတိတစ်ချက်လွတ်လပ်ရင်တော့လကောင်းလေ့ကျင့်ရည်နဲ့အချင်းချင်းကြားနားလည်မှုဆက်သွယ်ချိတ်ဆက်မှုနဲ့လက်နက်ကင်လမ်းစဉ်သဘောကိုအကျဉ်းညက်ခဲ့ရင်တော့လကောင်းတခြားသောအကြောင်းတစ်ခုခုကြောင့်တော့လကောင်းထိုးနှက်ခံရရင်အယောစားကြည့်ပါတယ်ပေးဆက်မှုအရင်းဤကြီးတယ်ဆိုတာကိုတော်လန်ရဲ့အတွေ့အကြုံကရင်းကျက်အောင်သင်ကြားပေးလိမ့်မယ်လို့ထင်ပါတယ် ဘလို့တခြားသောအကြောင်းတွေရှိနေတတ်ပါသေးတယ်လေလက်နက်ကိုင်းလမ်းစဉ်ကိုရှောက်ခဲ့တဲ့သမိုင်းကိုကြည့်ရင်ကွန်မြူနစ်နိုင်ငံရေးသမားတွေနဲ့မြေအောက်နိုင်ငံရေးအကြံကြံတွေဟာဒီနေ့ခေတ်မြမနွယ်ဦးတော်လန်ရေးတွင်ကတော်လန်လူတွေအတွက်တိတ်အတူယူစရာကောင်းလိမ့်မယ်လို့ယုံကြည်ပါတယ်ထို့သဖြင့်စစ်ဖက်ရေးရာ ထောက်လန်းရေးရဲ့သဘောတဘာဝနဲ့အကြံကြံနီးနာကိုကောင်းကောင်းနားလည်သဘောပေါက်သူတွေထဲမှာကွန်မြူနစ်နိုင်ငံရေးသမားဟောင်းတွေအများကြီးပါဝင်နေပါတယ် KSSM မှာလူမှုကိုဒုက္ခပေးဖို့အတွက်ပုံစံမျိုးမျိုးနဲ့စိတ်ဝင်ပြန့်နှံ့နေပြီးစစ်ထောက်လန်းရေးလက်တံတွေကိုတိဆောက်ထားခဲ့တာကြားပါပြီ။ထို့ပေမဲ့စစ်တပ်ဟာ ကိုကိုကိုဖြက်တန်ကြီးတက်ခဲ့ပါတယ်။ဥနေဝင်ခက်ကနေစပြီးစစ်ထောက်လန်းရေးရန်တရားကိုတိဆောက်လာခဲ့တာဘိုခင်ညွန့်လက်ထက်မှာအထွတ်ထိပ်ရောက်တဲ့ဆိုတဲ့အထိထောက်လန်းရေးလက်တံတွေ အစွမ်းတက်ခဲ့ပါတယ်။သို့တော်လေထောက်လန်းရေးရဲ့လက်ဆောင်ထက်ချင်းကပဲ ထောက်လှမ်းရေးကို ပြန်ပြီးတက်ဖြက်သွားခဲ့ပါတယ်။ဘုခင်ညွန့်ကိုဖြိုလိုက်တော့ဂျူဝင်ခုတ်ဂျုံငုတ်မကြံအမြင်နဲ့ဖြက်စီးလိုက်တာထောက်လှမ်းရေးရန်ရရဟာတိတ်ကိုဝစ်သွားခဲ့ပါတယ်။ဘုခင်ညွန့်ကိုဖြုတ်ထုတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ဘုခင်ညွန့်ရဲ့ဩဇာခံစစ်ထောက်လှမ်းရေးအဖွဲ့နဲ့အမှုသားထောက်လှမ်းရေးအဖွဲ့တို့ကို ဖြတ်သိမ်းလိုက်ပါတယ်။ဒါပေမဲ့2020နောက်ပိုင်းဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခင်းအကျင်းတွေအတွက် အထက်ပြင်ဆင်ခဲ့ပြီး ID နီးပညာနဲ့ပြည်သူပြည်သူချင်းတက်ရှိုတင်ခွဲတဲ့လောက်ရတွေကိုဥသိမ်းစိန်ဆိုရလက်ထက်မှာကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ယူဆလို့ရပါတယ်။တရင်နီးပညာထောက်လန်းရေးကွန်ရက်ကို ချဲ့ထွင်တဲ့အနေနဲ့ဒီပမှာထောက်လန်းရေးအတွက်တာဝန်ပေးထားတဲ့စတရက် keyboard ထင်းကိုလည်းတိဆောက်ထားနိုင်ခဲ့တယ်လို့ယူဆပါတယ်။2014ခုနှစ်စတင်ဘာ စတင်ဘာမှာတော့ Malati Security Affair ကိုဖွဲ့စည်းခဲ့ပါတယ်။ဒီအဖွဲ့ကိုဗိုလ်ချုပ်များထုံးကဦးဆောင်ပါတယ်။ပြည်တွင်းကနိုင်ငံရေးစန့်ကျင်တဲ့အင်အားစုတွေနဲ့နေကြာစောင့်တဲ့ BGF ဖြစ်တဲ့ပြည်သူစေုပ်စုကိုတော့ဦးစီးဖို့တာဝန်တွေယူခဲ့ပါတယ်။ဒီနေရာမှာတတိချက်ဖို့ကဘုခင်ညော့ခစ်ကလည်းထောက်လန်းရေးလက်တံတွေကို နေရအနှံပြရေလိုစိတ်ဝင်အောင်ဖြန့်ကျက်ထားတဲ့ကွန်ရက်ဟာဆက်ပြီးရှိနေတယ်ဆိုတာနားလည်ဖို့ပါပဲ။ ចောင်းသားတွေឆាដែរមកပဲចောင်းသားတွေដဲមកលេថោលានយីကိုមួយដែរបងញីတွေឆាដែរមកပဲថោលានយីបងញីတွေကိုមួយដែរអាយ៉ាផ្ែផ្ွဲស៊ីတွေដဲមកပဲថោលានយីអឌីវេតတွေကိုមួយដែរប៉ាឌីတွေដဲមកပဲថោលានយីប៉ាឌីវិញတွေကိုមួយថាដែរប្រាយតាអទិននេះដဲមកပဲថោលានយីប្រាយតាតមារីကိုមួយថាដែរចောင်းសៀរីដဲមកပဲថោលានយីចောင်းសៀរីကိုមួយថាដែរ ရက်ကွက်ထဲမှာသတင်းပေးတွေ informal နောက်ထပ်ခေါ်ဒလန်တွေပေါ့နော်စတာတွေကို ဖြန့်ကျက်မွေးမြူထားပါတယ်1988လူထုဒေါ်လာရေးမှာဒေါ်ခုចောင်းသားတွေတဲမှာတောင်ထောက်လန်းရေးတစ်စိတ်6ခံရပြီးအချင်းချင်းတက်ဖြတ်တာတွေကိုအကြီးကျယ်ကျူးလွန်ခဲ့ကြတာကတက်သေးပါပဲမြောက်ပိုင်းပါကြောင်ဖြစ်ရကိုတော်တော်များများတည်နာလေပြီးဖြစ်ပါလိမ့်မယ်ထို့နည်း၎င်း2021ဇွန်လတဲမှာပဲ လွတ်လပ်သောအာရှတန်အာရဖီကဦးခမောင်ဆိုးကစီးရီးယားမှာ ပါဝင်တဲ့ဗိုလ်ကြီးတယောက်ကိုမေးတဲ့အင်တာဗျူးမေးခွန်းတဲမှာလဲဒါကိုတွေ့ရပါတယ်အထူးသဖြင့်စီးရီးယားမှာပါဝင်တဲ့စစ်တီရဲဘော်ဗိုလ်ကြီးဗိုလ်မှူးတွေတဲမှာလဲစစ်တပ်ကနေလွှတ်ထားတဲ့ထောက်လန်းရေးသတင်းပေးတရှိုးတလန်တွေအပါနိုင်ဘူးလားလို့မေးတဲ့အခါဗိုလ်ကြီးကလည်းပါနိုင်တယ်လို့ဖြေတာတွေတွေ့ရပါတယ်ဒါပေမဲ့တနိုင်သမျှစီစီပြီးလောက်ကင်နေတယ်လို့ပြောပါတယ် ။သို့ပေမဲ့ဒီနေ့2021ဇွန်လ22ရက်နေ့မန္တလေးမြို့60လမ်းဖြစ်ရမှာဒီလိုကြောင်းတရားမျိုးရှိနိုင်တဲ့ထောက်ထားတချို့ကိုတွေ့ရပါတယ်။ဒါကို နားလည်ဖို့ပါ။ဒါကိုသတိရှိဖို့ပါ။လက်နက်ကိုင်လမ်းစဉ်ဟာပိဆက်မှုအရင်နှီးကြီးတယ်လို့အယောစားလဲကြီးချောင်းတက်ရောက်မှုလဲအာကြီးချောင်းဒါကြောင့်အသိနဲ့သတိအပါဝင် ယခင်ယခင်ကဂျုံခဲ့တဲ့ကိုယ့်ရဲ့ရှေ့ကစီနီယာကွန်မြူနစ်နိုင်ငံရေးသမားဟောင်းကြီးတွေစီကနေတက်နိုင်သမျှလိလာမေးမြန်းစူးစမ်းပြီးတတိတမန်ဉာဏ်မီကတုတ်လှောက်ဆောင်ကြဖို့လက်တို့လိုက်ရပါတယ်ခမညာ